မော်ဆိုတဲ့အတန်ကိုကြားရုံနဲ့တချို့ကပခုံးတွန်းကြောက်ရွံ့တယ်လို့ပုံစံမျိုးမတူတယ်လို့မတန်တယ်လို့အသွင်တရံအမှုရာတွေပြတတ်ကြပါတယ်အမှန်တော့ဘူးမသိကိုမသိတွေပါမော်ဆိုရင်မဲ့မကောင်းတဲ့ပညာမကောင်းတဲ့ကျင့်စဉ်လို့တော့ထင်နေကြသူတွေကပုံများကြပါတယ်ပြောပြီးခဲ့ပြီးတော့ဘူးမသိကိုမသိတွေပါလို့ အရေးဘူမတိကိုမတိဆိုတဲ့စကားကိုကျုပ်ကအလွတ်ပြောနေမှာမဟုတ်ဘူးဗျာအဘခေါင်ကြီးကိုယ်တိုင်ကျုပ်ကိုမိန်ငယ်လို့ကျုပ်သုံးဆွဲနေရတာလောကမှာဘယ်ရမဆိုဘူမတိကိုမတိမဖြစ်စေနဲ့တဲ့အဲ့ဒီလူတွေတဲကိုလည်းမပါစေနဲ့တဲ့ဘူကိုဘူမန်တိကိုကိုကိုမန်တိလို့လာပြီးတော့ဆုံးမသွန်သင်ခဲ့တာပြောတာအဲ့စကားတစ်ခွန်းနဲ့ပါအနက်တိတ်ပဲကတော့အကျယ်ကြီးပဲစစ်စစ်တွေမှရေးရေးပေါ်ဆိုတာမျိုးဒါဘဝတန်နေရာတဏ္ဍတလျာဖြစ်ခြင်းစီးပူခဲ့ရတဲ့ပါရမီအမှုအရင်အထူအပါအနီးဝေးကိစ္စပဲဗျာကို့မှာပါလာတဲ့တဏ္ဍာဆုတောင်း တစ္ဆာပနတ်တွေကိုလည်းကိုယ်တိုင်သိဖို့လိုတယ်သူများအကြောင်းကဘာလောကကြီးအကြောင်းမပြောနဲ့ကိုယ့်အကြောင်းလောက်မှကိုမသိလို့ရှင်အန္တပဲအန္တဆိုတာလည်းအတ္တပရလောကဓမ္မဘာမအတုံးမဝင်တော့ဗုဒ္ဓစကားအရဆိုအမောင်နဲ့ကလာပြီးတော့အမောင်နဲ့ကိုချင်းကိုတူးပြီးတော့ဇောက်ထိုးဆင်းသွားကြရမယ်သူတွေပဲပြန်တက်ဖို့လုံးဝမစင်စားနဲ့တော့မနုတ္တဒုံလဘဆိုတာဝေလာဝေး ဒါကြောင့်လဲဗုဒ္ဓလက်သေးဘဝမြေမုံပမာတို့ဂိစကုတ်တော်ကတီထွေးတွေနဲ့ဥပမာပြုပြီးတော့မိန့်တော်မူခဲ့တာပဲလူဘဝကိုအဖေနဲ့မေရမွေလို့သူ့လူလိုလူဖြစ်လာခဲ့ကြရဆိုပြီးထင်နေကြတာအဲဒါကြောင့်ဘူမတိကိုမတိတွေပါဆိုကျိုးတွေရှုပ်ရင်မိုးချုပ်သွားရမယ့်သူတွေမှာဒုနယ်တွေပဲအဲဒီလိုမျိုးကျိုးကုန်လို့ရှိရင်ပစိုးချုံပြီးတော့မူလမူလီဘုံတွေကိုပြန်သွားကြရမယ့်သူတွေကလည်းမျက်စိတဆုံးပဲဗုဒ္ဓရဲ့တရားတော်တွေထဲမှာလည်းအတိလင်းရှိပြီးသားပဲ ူစရိုက်နဲ့သူသူ့အမိုက်နဲ့သူကြီးပဲတဲ့သူ့ရက်နဲ့သူ့ဇက်နဲ့လည်းဟန့်နေကြရပဲတခုပဲရှိတယ်မသေးခင်မှာသိအောင်လို့တေမသိရင်တော့အရန်နောက်ကျသွားပြီတဲ့ပြင်ဆင်ခွင့်ပြုလုပ်ခွင့်ဘာမှမရတော့ဥပမာကဘာကြီးအတွက်သစ်ပင်လေးတစ်ပင်စိုက်ပြိုးခဲ့တာမျိုးလောက်ပေါ့ပပလေးမှာတကယ်ပပလေးပါအထူကြီးမဟုတ်ပါဘူးတိမ်မွေးနှွညံ့လွန်တဲ့အရာတွေပါအတ္တကြီးအတ္တနော်နာထောကိစ္စတွေပါမိုးဘွားဘဲကဲတင်ရှင်ဘဲတကိုးရှင်တွေမှာကဲလို့မရတယ်လို့ဘာမှလည်းအလကားမရတာသိကြပါရဲ့အချောင်သမားဝါရတွေဆိုတော့အခောင်ဖျားနေရမရတာဘာများဆန်းလို့လဲ ုပ်ကိုကျုပ်တော့အတက်လိုပဲဆုံးပါတယ်အခုမော်ဆိုတော့နှာခေါင်းရှုပ်မသွားကြနဲ့ကျုပ်ပြောမဲ့မော်ကလောကီဝိဇ္ဇာရဂမ်မီယာလန်းနေကျင့်စဉ်နေတွေကမော်နဲ့မဆိုင်ဘူးဗျာအဲ့ဒီဂမ်မီယာလောကထဲမှာတော့အထက်မှာ64မော်အောက်မှာ69မော်ရှိတယ်လို့အဘခေါင်ကအတိလင်းပြောခဲ့တာပဲမော်က28ရက်ထဲကျင့်လို့ရှိရင်ရတယ်လို့လည်းပြောတယ်အထက်မော်ဆိုတာကတော့ယုတ်ကစိုးတွေဘုံမစိုးတွေအာဂါသစိုးတွေဆိုတဲ့သာသနာနဲ့ဆိုင်တဲ့နတ်မင်းကြီးတွေရဲ့အကူအညီအပံ့အမှုအထောက်ပံ့နေယူပြီးတော့သာသနာပြုရတာပဲချစ်ခင်မြတ်တို့စောင့်ရှောက်မှုရတာလမ်းမေကလီကဝနတ်စုံနတ်ပဲတွေမဟုတ်ဘူးလောကီမှာ လိုရာကုံရတယ်လို့ဆိုတယ်။အရက်သေးရွာတဲ့အရက်သမားဖဲသမားကလေးကဝတရဏဂုံဂုံတော်တော်9မိနစ်မတည်တဲ့သူမကြည်ညိုတဲ့သူဟာသူတော်စင်နေနဘယ်သွားကတ်လို့ရပါမလဲ။လောကမှာသူ့နေရာနဲ့သူသူ့အဆင့်နဲ့သူပဲ။မြင်းအလုတ်ကိုမြင်းအလုတ်လူအလုတ်ကိုလူလုတ်ယုံမယ်။ဘာမှစမ်းကြယ်လို့မနေဘူး။အဲ့လိုစကားတွေပြောရင်ပဲကျုပ်မလိုတဲ့အပေါ်စာသားတွေရောက်ကုန်ပြီဗျာ။ခုနကပြောတဲ့မော်ကြောင့်ကျုပ်ပြောမှာရွှေမဲမော် ရေနံမော်တစ်ခုမှကျုပ်တကယ်ကြုံတွေ့ခဲ့ရတဲ့ဂမ်မီယာစမ်းကျင်ပရာလောကနံအကြောင်းကိုပြောပြမလို့ပါတချို့ကခုနပြောကြတယ်လို့မျိုးဘူးမသိကိုမသိပြစ်စုံပံမသိတန်နေရာမသိတွေများလွန်းလို့ပါလောကမှာကိုလည်းမသိတိအောင်လဲဝါယမမဆိုင်တိသူကြုံသူတွေကိုလည်းအခါအခါကြောင်းအချို့အချို့ကြောင်းစေတနာနဲ့ပြောပြရင်တောင်မလို့တလို့လို့တလို့မျက်နာနဲ့ကျုပ်ကတော့ကြုံမှုတာများခဲ့ပြီဗျာနောက်ဆုံးတော့တပ်ပေတတ်တာကာမတကာလန်းစင်ပဲစေတနာမရှိလို့တော့မဟုတ်ပါဘူးစေတနာနဲ့မတန်ကြလို့ပါအဲ့ဒီမော်ဒီတာယိုးမကြီးတွေမှာကိုရင်ကြုံခဲ့ရတာဒီလိုဗျာ မော်ဆိုရာမာယာပင်ဆက်လက်ဂမ်မီယာဆန်တာပေါ့ဗျာရုပ်ဝိထုမှာတဲ့ခုတထေးတော့ကြခွေးပဲအခုလောဘန်တော့ကြဂျင်းတောင်းသမားပဲတိတ်ဆန်းကြတယ်မမြင်ရတဲ့စိတ်လောကနံပုံလောကမှာဆိုအလေပြောင်းမာယာပင်ဆက်လက်တွေဂမ်မီယာတွေပုံများတယ်ဗျာကျုပ်ကကျုံမိမနဲ့မှော်တဲ့ကိုအလေသွားခဲ့ကြတာပြောရလို့ရှိရင်တော့ရောက်ခမတွေကမှော်လုပ်ငန်းကျွမ်းကျင်တဲ့ရွှေမဲတူးသမားတွေဗျာကျုပ်ကရွှေမဲနဲ့ပတ်သက်လို့အခုမှမြင်မှုတဲ့ဘုံမသိကိုမသိကောင်ကျုံမိမကတက္ကသိုလ်ကျောင်းသူတူဦးရီတော်သမီး အဲ့ဒီကာလမှာရွှေမဲကလည်းတူးတိုင်းအောင်နေလို့လက်ပြားမှာရွှေသီးနေတဲ့အချိန်ပေါ့ဗျာရွှေမဲတပိပါကိုတသိန်းကျော်ရတာဘူးဗျာတရက်ကိုတပိပါပဲထွက်အောင်တော့တွက်တာကြည့်တော့ဗျာရှန်ချင်းဆိုတာခက်လို့မကုန်နိုင်အောင်မြေရောက်ကနေအရှံပဲထွက်နေတာခက်မနိုင်လူမနိုင်လို့ကျင်းထိတ်မှာတာဝါဖရုလေးနဲ့ထောင်ပြီးတော့ကန်အောင်လှုပ်ထားရတယ်ကြကျင်တယ်လို့ကြဆိုတဲ့သဘောပေါ့ဗျာအဲ့ဒီကန်တွေကနေမှဆက်နဲ့ပေပါတွေတဲကိုပြန်ဖြည့်တာကုမ္ပဏီတွေကဆိုလို့ရှိရင်ငွေဘယ်လောက်ကြိုယူမလဲဆိုတာကြီးပဲဒါလည်းကန်ပဲဗျာ အော်တခုတော့ရှိတယ်အဲ့လိုမျိုးရှန်ချင်းပေပါချင်းပောက်တဲ့ကျင်းစင်နဘေးမှာကတ်ပြီးတော့ကိုကကျင်းလာရိုက်တူးကြည့် ရွှေမဲမထွက်ဘူးဗျာရေပဲထွက်တယ်ကဲဘလောက်တော့စမ်းကြဲ့ပြီးတော့ဘလောက်ဂမ်မီယာဆန်တယ်လဲအဲ့လိုတူးတဲ့သူတွေကလည်းပါတီပါချက်ဝါသနာရှင်တွေမဟုတ်ဘူးဗျာဝါရင်ရွှေမဲမဟုတ်ဆိုရွှေမဲတိုက်ရှာတဲ့သူတွေတဘာဝါရင့်မာတဲ့သူတွေကြီးပဲတောင်လဲမချာကုန်းလဲမချာတဏျာတကြောထဲမှာတူးတာတော့မှယရနာဆိုတာကန်ထိုက်မှာအကျင့်တီလာဖြူစင်မှာရတဲ့သဘောကိုပြောတာပါဖះဟောတဲ့အတိုင်းပေါ့ဗျာလူချင်းတူပဲမဲ့လဲကန်ချင်းမတူတာကိုပြောတဲ့သဘောပါသူရပဲမဲ့ကိုကရချင်မှရမှာရတဲ့ရထိုက်မှာအတိတ်ပစ္စုပန်အကြောင်းတရားလည်းရှိအောင်မှာဘူးဗျာမဟုတ်ဘူးဆိုလို့ရှင်တော့လူတိုင်းကရွှေမဲတထေးလောဘနဲ့ကြီးပဲဖြစ်နေကြမှာပေါ့ ိုးခွက်ပကံတွေပါရောင်းစားပြီးတော့စီးပွားပြုတ်အိမ်ပြုတ်ယာပြုတ်နဲ့ဘယ်ဒုက္ခရောက်ပါမလဲဗျအဲ့ဒါကြောင့်ဘူးမသိကိုမသိလို့ပြောခဲ့တာပါ ပပလေးမှာတကယ်ပပလေးပါကက်ထားပါတော့လေအဲ့ဒီကျုပ်ရခမကြီးကျင်းတူးတဲ့နဘူးတောင်ရဲ့တစ်ဖက်မှာစမ်းကြောက်ရှူကြီးတစ်ခုရှိတယ်ဗျထူးဆန်းနေတာတော့အဲ့ဒီရှူကြီးရဲ့အဆုံးမှာကြောက်ကရင်လို့ခေါ်တဲ့နေရာတစ်ခုရှိတာပဲတက်ရှိလူသားဘဘူးဆရာရဲ့ရိုးမတဲ့တကူးတကလာပြီးတော့ဘဘူးထွေးနှားသလိုကြီးမားလာတဲ့ကြောက်သားကရင်တုံးကလက်ရမြောက်ပိသစွာဆင့်ပြီးတော့စီထားသလိုမျိုးရေဒဂုံကြီးဖြစ်နေရပဲမိုးခါမှာဆိုလို့ရှိရင်တောင်ကျရေစီးတဲ့ရေဒဂုံပေါ့ဗျအဲ့ဒီရိုးမထဲမှာရေနံမောင်မဖြစ်ခင်ရှေးပဝေနဲ့တည်းအားအဲ့ဒီကြောက်ကရင်နဲ့ပတ်သက်တဲ့ဂမ်မီယာအဖြစ်ပြတဲ့အများကြီးရှိတယ်လို့တော့ရိုးမဘ ါ်မှာကိုင်းလုတဲ့နေကန်လေးပြောကြရပဲရောက်ခမကြီးကလည်းအဲ့ဒီဘက်ကိုမသွားဘူးမှားတယ်ဗျကျုပ်ကတော့ဘာရင်မဟုတ်ပါဘူးဗျအဲ့ဒီကျောက်ကရင်ကြီးကလပပြီးတော့တိတ်ကိုထူးဆန်းလို့တွားကြည့်ကြည့်တာပါအဲ့ဒီနေကတော့ကျုပ်ကိုးတော်မော်ဘက်ကပြန်လာရင်လည်းဘာရင်မဟုတ်ပါဘူးအဲ့ဒီကျောက်ကရင်ဘက်ကိုရောက်သွားတာဗျကျုပ်စိတ်ကအမွှေးတိုင်အလင်းတိုင်နဲ့ပူဇော်ပြီးတော့အဲ့ဒီကျောက်ကရင်ကြီးနဲ့ဆိုင်တဲ့ပုံကိုယ်တွေကိုမြစ်တာပေါ့အမြပေးဝင်မယ်ပေါ့လေကျောက်ကရင်ကြီးရဲ့အထက်ဂုံးလေးပေါ်မှာပြုတ်ပြက်နေတဲ့ကျောက်စီဒီလေးတစ်စုရှိတယ်ဗျတောတောင်နဲ့ယူမတော်တယ်ဆိုတော့ဘသူမှလည်းလာပြီးတော့မပြုတ်ပြင်ကြပါဘူးဗျကျုပ်ရောက်တော့မောင်ရင်ပြုတ်ပြချိန်တော့ဖြစ်နေပြီဗျကျောက်ကရင်ကြီးနဲ့မနီးမဝေ ေစိတ်နှွေးရနဲ့ရေလာခတ်ကြတဲ့မော်သူမော်သားတွေတောင်မရှိကြတော့ပါဘူး ျုပ်ကလည်းအဲ့ဒီကြောက်စီတွေကိုလေနဘေးမှာအမွေးတိုင်နဲ့အလင်းတိုင်နဲ့ပူဇော်ပြီးတော့မြစ်တာပို့တယ်ဗျ။အဲ့ဒီမှာပဲကျုပ်ကဂမ်မီယာသမားဆိုတော့နှုတ်ဆော့ပြီးတော့ဒီနီယာဒီပတ်ဝန်းကျင်မှာရှိနေကြတဲ့ပရာလောကသားတွေရှိလို့ရှင်ကိုရိုင်လာပြီးတော့ဖျားဖူးပါပေါ့။ကျုပ်ပေးတဲ့အမြောက်ကိုလည်းကိုရိုင်လာယူကြပါပေါ့။အဲ့ဒီခဏမှာပဲကျုပ်ရှိနေတဲ့နေရာရဲ့အနောက်ဘက်ကဝါးခိုင်းနေတဲ့လေမတိုက်ပဲနဲ့တရှဲရှဲနဲ့လှုပ်သွားတာဗျ။ကျုပ်ပြင်ချက်သိမ်းမွေးညင်းနေပါတဖြင်းဖြင်းနဲ့ထားသွားမိသေးတယ်။ရုတ်တရက်လည်းဖြစ်အချိန်ကလည်းမောင်းရင်ပြုတ်ပြဖို့ဗျ။လက်နှိပ်တက်ပြီးတော့ပါပါရဲ့ဗျ။ထူးဆန်းတာအရင်နေ့ကကျုပ်ဘာမှမဖြစ်ပေမဲ့ဒီနေ့ကျမှချက်သိမ်းနေထားပြီးစိတ် ထဲမှာသုံးမသန့်ဖြစ်နေရဗျာအရာနဲ့ပဲကြောက်လဲအဲ့ဒီကြောက်စီဒီနားလေးကနေခွာခဲ့လိုက်တယ်အဲ့ဒီအချိန်မှာပဲကြောက်ကရင်32ဘေးလဲရောက်ရောကြည်လင်ချုံမြလာတဲ့တချင်းတဲ့အေးအေးလေးကိုကြားရလို့ကျုပ်ဖြတ်ခနဲလဲကြည့်လိုက်တော့အောက်ခြေကြောက်စိတ်တွင်းစားမှာရေခတ်နေတဲ့မိန်းကလေးနှစ်ဦးဗျာကျုပ်ပြုံးနေဆိုတော့တန်တဲ့ကဝင်သွားသေးတယ်အမောင်လွမ်းစားမှာအလင်းလက်ကြံလေးနဲ့မိန်းကလေးနှစ်ယောက်ကတရုတ်သေးဗျာတရုတ်သေးမှာတရုတ်သေးအမွာတွေလိုပဲဗျာလာတာတော့ဗျာမြို့တွေမှာတော့မမြင်မှုတဲ့အလှလို့ဆိုရမယ် ဖြူပွေးဝင်မွနေတဲ့အသားအိမ်မှာသူတို့ကတဏှခါပကွက်ကြားလေးတောင်ခြေတထားသေးရဲ့ဗျာ။တကောက်ကွေးမကတဲ့ရှည်လျက်လာတဲ့စံွယ်ကြီးတွေနဲ့ခေါင်းမပန်ထားတာနှင်းစီပန်းနေပြီပဲ။ကျုပ်ကသူတို့တွေကပြုံးတုံတုံလေးနဲ့ကြည်နေကြရဗျာ။ကျုပ်ကလည်းအချိန်ရလည်းမရှိလူသူကင်းမဲ့နေတဲ့နေရာမှာမိမချောလေးတွေအမွာနှစ်ယောက်တည်းဆိုပြီးတော့တိတ်ကြကြမနေပါဘူးဗျာ။တော်ကြတမျိုးတမျိုးထင်အောင်မယ်လေဗျာ။ဒီနီနာခုံးမွာရေနံတဲတွေကပဲရေလာခတ်ကြရလို့တွေးပြီးတော့ ကျုပ်လဲသူတို့နားဖြတ်သွားလိုက်ရောရှိုးကနားမှလည်းပျောက်သွားတာဗျာကျုပ်လဲတွေးလိုက်မိတာတော့ကျုပ်ရောက်ခမကြီးရဲ့တဲတွေအောက်ဘက်မှာရှိတဲ့တဲစုတွေကဖြစ်မှလို့ပဲတွေးနေကျုပ်လဲနဘူးတောင်ကိုဓမီအာကိုနဲ့ပြန်လာခဲ့လိုက်တာဗျာကျောက်ကရင်ကြီးနဲ့ကျုပ်တို့နေတဲ့ဘက်ကမိနစ်20လောက်တောင်ကြာတယ်ဗျာသွားရတာထမင်းစားတော့ပြီးတော့ထုံးစံတိုင်းပဲကျုပ်ရဲ့တဲမှာမောင်းတတူတူထူပြီးတော့ဝတ်မပြတ်ဖះရှိကိုပရိရွတ်ပရိစိတ်တယ်ဗျာဒါကတော့ကျုပ်မျက်လုံးနေကြဖြစ်တဲ့အာစိန်နတ်ကံပဲကျုပ်ဖះရှိကိုပရိစိတ်တော့9နိုင်တောင်ထိုးတော်မယ်ဗျာ တတော်လုံးတတော်လုံးကလည်းတိတ်ဆိတ်ငြိမ်သက်နေလို့ပဲကျုံမိမနဲ့ရောက်ခမတော့အိတ်နေကြရပြီဗျအဲ့ချိန်မှာပဲကျုပ်လည်းအတန်နေကြားလိုက်ရပြီဗျဟာအကောင့်ရှိအကောင့်ရှိဟာရောက်ရောက်ရောက်မလုံနဲ့မလုံနဲ့မောင်းမောင်း တဲချင်ရင်တောင်းကိုမီးထုံးမှုရေနံလာခတ်တဲ့အလုတ္တမအောင်ကျော်ရဲ့အတန်ကြောင့်အားလုံးဟာအထိတ်တလန့်နဲ့ဆူညံသွားပါတယ်။ကျုပ်ကလည်းဖျားရှိခူရရက်ပြီးတော့အမြန်မြင့်တာဖို့အမြပေးဝေလေရပါတယ်။ဓမီသုံးလေးလက်လောက်ဝိုင်းပြီးတော့ထိုးထားတဲ့တဲတောင်းရဲ့မြေပြင်မှာဘသူကမှအနေရပြုတ်ဟန်မပြဘဲနဲ့အခွေလိုက်ပုံနေတဲ့မွေကြီးနှစ်ကောင်မှာတောင်ပေါ်မှာမွေမမြင်ရတာနှစ်ပေါက်နေပြီဆိုတော့အားလုံးဟာတန်တော်နေပါပဲ။ကျုပ်လည်းဒီတစ်ခါပဲအဲ့လောက်လက်မောင်းလုံးကြီးမကကြီးမလာတဲ့မွေကိုအခုမှမြင်မှုတာပါ။ရောက်ခမကြီးကလည်းဘာသာရေးသမားဆိုတော့ရှိတဲ့ရွှေတူရွှေစားတွေနဲ့ငိန်သက်စွာခွေနေတဲ့မွေကြီးနှစ်ကောင်အထက်ကနေရွှေကြီးတွေလောင်းပေးလိုက်ပါ ါတယ်ခဏလောက်ကြာတော့မှပဲသူတို့ဘာသာသူတို့တောင်ဆောင်ဘက်ကိုအေးချမ်းစွာပြန်ဆင်းသွားကြပါတယ်မြန်အောင်မဇလီကုန်းသားအောင်တန်းကျော်ဟာစမ်းနေအန်ဒီတောင်းရတော်တဲ့အကောင်ရှိတွေမတွေ့ရတာကြာပြီအခုအကိုလေးဖျားရှိကိုမြစ်တာပို့တော့မှနာကျင်လို့လာကြရထင်တာပဲငန်းပုတ်ကြီးတွေပြအစိတ်ပြင်းတယ်ဘသူ့မှလည်းအန်ဒီမပြူတာအရန်အံ့ဩစရာပဲအဲ့မှာတဲ့ကျုပ်ကောင်းထဲမှာဖြတ်ခနဲဆိုပြီးတစ်ချက်လင်းသွားခဲ့ပါတယ်ညနေကကြောက်ကရင်ကြီးမှာတွေ့ခဲ့ရတဲ့အမွာမိမချော်လေးနှစ်ယောက်ပါပဲအသေးချာပြန်စင်းစားမှကျုပ်ကြောထဲမှာစိန်သွားခဲ့ရပါတယ်ပို့ပြီးတော့ထူးခြားအံ့ဩပွဲဂမ်မီယာဆန်နေတာဒီနဘူးတော်တဝိုက်မှာဘယ်တဲစုမှမ ာကြုတ်တွေ့ခဲ့တဲ့တိတ်ချောတိတ်လာတဲ့အမွာညီမရှိနေတာမဟုတ်ဘူးဗျာကျုပ်လည်းဘာမှဆက်မမေးပြတော့ပါဘူးမနေ့ကျတော့ကျုပ်ရောက်ခမကျုပ်ရတဲ့ကြောက်ကတန်မိုးကြည့်ပြီးတော့မဟူရကြောက်တယ်ကျုပ်ကလည်းထင်ရှားပကတိမြင်ကျင်နေဆိုပြီးတော့ကြောက်စရီလေးမှရှာရှည်ခဲ့တာဘူးဗျအဲ့ဒါကြောင့်မဲသူတို့တကယ်ရောက်လာခဲ့ကြတာထင်ပါရဲ့ ညနေကျတော့လေသူတို့ညီမနှစ်ယောက်စလုံးဟာကျုပ်ရွတဲ့ပရိတ်မြတ်တာကိုစကားတိုင်းလာနာယူအလေလာခဲ့ကြတာလို့ကျုပ်ယုံကြည်နေတော့မှာပဲကျုပ်ဇနီးကတော့အဲ့ဒီကြောက်ကရင်တိုက်မှာညီမနှစ်ယောက်ကဆောင်းလျှောက်တယ်ဆိုပြီးတော့အရင်တော့ကပြောခဲ့မှုပါတယ်ကျုပ်တွေ့ခဲ့တဲ့ညီမနှစ်ယောက်ကလည်းအဲ့ဒီကြောက်ကရင်တိုက်ကညီမပဲဖြစ်မှာပါကျုပ်ကအဲ့လိုမျိုးတိုက်ကညီမနဲ့တကက်ဘဂရီမျက်မြင်ဒိဋ္ဌာကြီးကိုကြုံခဲ့ရတာဗျကျုပ်ဘဝမှာအဲ့လိုဂမ်မီယာဆန်တဲ့အဖြစ်အပျက်တွေတာရကတွေကတော့အများကြီးပဲဗျ32ပုံဆိုတာတကယ်ရှိနေတဲ့အရာပဲမမြင်ဘူးလို့မယုံဘူးဆိုရင်တော့ကို့ကိုမွေးထုတ်ခဲ့တဲ့မိဘတွေတို့တော့မိရင်းဖိုင်ရင်ဟုတ်မဟုတ်ဆိုတာယုံရခက်ခဲ့ပဲဗျာ အဲ့ဒါကြောင့်ဘူဘူမန်းတိကိုကိုကိုမန်းတိလို့သူတော်စင်တွေကမှားတာပဲမြင်အောင်ကြည့်တိအောင်လုပ်လို့ပြောကြတာ နောက်တစ်ခုထူးခြားတာတော့အဲ့ဒီအဖြစ်အပျက်တွေကြုံပြီးနောက်နေ့ညမှာပဲအိမ်မက်ထဲမှာအဲ့ဒီအမွာညီမကျုပ်ပို့တာတဲ့မြစ်တာနဲ့အမြအကိုရလို့ကျေးဇူးတင်တဲ့ကြောင့်လာပြောသေးတယ်ဗျကဲမဆမ်းမေဘူးလားကျုပ်အဲ့ဒီမော်ရဲကနေရခဲ့တယ်လို့ပြောတဲ့ကြောက်လေးကိုလည်းကျုပ်အဲ့ဒီဇေဒီမှာပဲထပနာထည့်သွင်းပြီးတော့လှူခဲ့ပါတယ်အခုကျုပ်ပြောပြနေခဲ့တဲ့အရာတွေကဂမ်မီယဝိထုမဟုတ်ဘူးဗျ30တဘောအကြောင်းပဲဒါတွေကတကယ်လက်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေပါဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြရလူချင်းမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်